တရားဝေါ်တွေသွားရမယ်ဆိုရင်ဘလောက်တရားဆိုရင်ရဲရဲပြောရင်ဇောင်းနေရမင်းကိုလွတ်လိုက်တယ်လို့ပဲဘာမှမသိဘူးဟာဘာမှမသိဘူးကြောင်းကြောင်းထဲမှာနေလို့ရှိရင်ဆွမ်းတပကံတော့မကုန်ဖြားခြင်းတလူလူနာခြင်းတလူလူကြောက်တယ်တလူတရားဝေါ်သွားမယ်ကောက်တယ်အဲ့ရောဘာရောကမရှိတော့ဘာမှမရှိတော့အော်ဆွမ်းနေလဲတွေ့တာနဲ့လမ်းမေးရမဝင်ကားလမ်းမေးရမုန်းတဲ့တယ်အဲအဲကြောက်ကြောက်မှဆိုရင်ချောင်းကဆိုရင်ဖျားအလကန်းနဲ့ယောဂယောဂထူးနေတာအဲ့တော့လမ်းမတေးခြင်းနဲ့တွေ့လိုက်တာ ပလင်းပေါ့အခုဒီမှာဂန္ဓမာဈေးမှာတရားဟောတယ်အကေမြာဟောရင်လည်းသိသွားရင်ဘယ်သူမှအကြောင်းမကြားနဲ့မနဲ့ကြရင်တန်းချပလိုက်တော့ရှုပ်လုံးမနဲ့နဲ့အဲ့ဒါဆိုတော့အဲ့ဒါလေးကိုနှက်သက်တယ် The water is pure that flows the bag is pure the ghost အဲ့ဒါသိခင်တယ်စီးနေတဲ့ရင်ကတန့်ရှင်းတယ်တဲ့ခྱི་တရားတရားဝဲခီးထွက်နေတဲ့ဘုံကြီးတန့်ရှင်းတယ်စရတ္ထဘိတ်ခွေစာရိကံကိုကြည့်ပြီးတော့ the water is the pure that flows the bhikkhu is pure that goes flows not goes ka yin dai to ba de nga bya le ya tayo jwa me sarada bhikkhu sari kan de ta sa yi jwa ba jwa so da khyi chao twa kai na mo hu sa phi ni swa kai na mo dab bon ni post ni tin kai na mo hu ho bya အဲ့လိုလေခရီးသွားခဲ့တဲ့ຢာတွေတာဓမေစီတို့တင်မယ်ဆိုရင်လေနေပြီးတော့ပတ်လို့ရတယ်ဗျနိုင်ငံ45နိုင်ငံရောက်ပြီးသွားပြီလေကြွားကြီးဆိုရင်ပြောတာအော်မလေးသေးသေးလေး ဟိုပါပေါင်းလုံးမြင်သားလေးလာသွားတော့ဓာတ်ပုံလေးလာတင်းနေတယ်ဝါတို့ရိုက်တဲ့ဓာတ်ပုံတင်းရဲမယ်ဆိုရင်ကုံတော့ကုံမှာမဟုတ်ဘူးခီသွားမလေးသုံးနိုင်ငံမှတ်တယ်45နိုင်ငံရောက်ပြီးသွားပြီအဲ့လိုကြွားရေးဆိုကဲဟာမွတ်စလင်တာဂီနိုင်ငံရောက်တယ်ရုရှားနိုင်ငံဗမာဘုန်းကြီးတစ်ပါးနဲ့ဆက်ဗမာဒမေစရီဆက်ရောက်တာမော်စကိုဘာတွေအစားဆုံးရောက်တာရုရှားဘယ်သူမှကွန်မန်နိုင်ငံရောက်တာဒမေဆက်ရောက်တာနောက်မှဒမေဘုန်းကြီးဒမေဆက်ရောရောက်တာငါဆက်ရောက်တာ this is the first time အဲ့လိုပြောရေးဆိုရင်ကြွားရေးဆိုရင်ပြောတာပါအမလေးဟာ ါကြောင့်ဒါပဲဒီဟိုမှာရှိတဲ့မြန်မာလေးတွေကိုပဲတရားဟောတယ်တကယ်ကဘာပိသက်တွေကိုမဟောနိုင်တာဖြစ်ချင်ဘယ်တော့ကာလမှာပြည်တွင်ပြည်ပသာသနာပြုမရေးမရေးဘူးတွားတဲ့နိုင်ငံချင်းပြန်ရင်ပြန်ရဲတယ်ဗျအပေါ်မှာရှိရင်နှစ်ပါးပဲပြန်ရင်ပြန်ရင်ဆိုရင်ပြောတာကိုမိဟောလေတတူရကိနေငါတပြောတန်ယုံလန့်တယ်ဖြစ်ပါမလားတဲ့ဘာလို့မဖြစ်ရမှာလဲပို့စတန်နိုင်ငံရှင်ပြေးမှာမဟုတ်ထင်တယ်ရှော့ပြီးသွားတက်ကိ ဆိုတော့သင်္ကန်းတော်နဲ့သင်္ကန်းပေါ်မှာတော့ကုတ်အင်းကြီးတွေဖြစ်ဖြစ်ဝတ်ထားပါတဲ့တိတ်စိတ်မချလို့ပေါ့ Greek ကဂရိကနေဆိုးတဲ့အချိန် Greek ကတာကီကိုကူတာအခုလည်းကွာအဲ့ဒီတို့လိုက်ချပြီးတော့အင်းသင်္ကန်းဘဝဝတ်စားဖယ်ပြီးတော့ဓာတ်ပုံရိုက်ပြီးတင်ပလိုက်တယ်အေးတယ်မထူတော့ဆိုတော့အဲ့လိုမျိုးကြီးအဲ့ဒီလိုသွားခိုင်းတာမဟုတ်ဘူးတဲ့ဒေသေတ္တဓမ္မတရားဟောခိုင်းတာကွမွန်ဂောသန္လာရဲ့ဘုရားကကိုယ့်ကိုပြောတာပါ အာရိကလျနမစ္စည်းကလျနပရိယောတနာကလျနအာရိကနစာယီကောင်းခြင်းသီလအလေးကောင်းခြင်းမေခင်အဆုံးအကောင်းခြင်းနိဗ္ဗာန်နဲ့ပြည့်စုံတဲ့တရားကိုဟောတတ်ထန်တပြည့်စုံတဲ့ကေဝလပရိပုံနဲ့အနေရှိရမယ်တရားလှအမယ်စကလုံးလေးလှအမယ် so meaningful so what meaningful so what's the comment mean david ရှိရပါလိလေးယူပြီးချိုးပြမယ်ကေဝလပရိပုံနဲ့ဟောလိုက်တဲ့စကားမှာထပ်ဖြည့်ဖို့နှုတ်ပယ်ဖို့ပြောင်းဖို့ note need to change modify add amid ပြင်ဆင်ပြောင်းလဲဖြစ်ဆွဲနှုတ်ပယ်ဖို့လေ complete set ဖြစ်ရမယ်ကေဝလာပြေပုံတော့တိတ်ကောင်းတော့ဒါကဘာကိုကင်လို့လဲတဲ့စကားတွေတတ္တန်တပြင်ဆင်နံပရိသုတ်ထံကေဝလာပြေပုံနံအဲ့ဒီတရားမျိုးဟောပါတဲ့ဟောရင်ဘာဖြစ်မလဲဒေဝမနုသန်နဲ့နတ်လူပြမာတွေအထာယဟိတဒုက္ခယအကျိုးစီးပွားချမ်းသာမယ်တဲ့ကြွငါကိုယ်နဲ့ကြွမယ်ဘာလို့ညီတော်သုံးချင်းနဲ့တွေ့အဲ့ဒီအရမိုးနေတဲ့ပုံတွေတရားဟော ပြီးတော့ယသိညီတော်ရှင်တထောင်အများကြီးသီးခံရတယ်ကိုလိုသီးခံတယ်တရားဝဲမှာနဝကမနဲတာတို့ဆွန့်လန်မကတ်တာတို့ဟိုတရားမကောင်းတာတို့အနာပြင်းတာပေါ့ဟိုမှာဒီလောက်တကိုးတွေပြတယ်အဲခမရတကိုးတော့ကြည့်ရနော်ကျွန်တော်တို့ရန်တာမဟုတ်ဘူးလို့အချိန်၃00ကျော်ရက်60နဲ့၃00စားရတော့ဖယားရှင်ဆွန့်အောင်စားဖို့မဖြစ်ဘူးတောင်ပါဠိတော်ထဲမှာပြတာကနည်းနည်းလေးမင်းတို့ဆရာကြီးအချိန်ပေါင်း၃900ကျော် တကူပြတာနောက်ဆုံးမရတော့ကောင်းကင်ပြီးတော့ဟဲ့အောင်မင်းရမ်းတာမဟုတ်ဘူးကွာလို့လိုလေတော့မဥဝိဒကသဘာကျွတ်တွန်းဝင်အောင်တီးခါရတာလေအာလဝကောက်တရားဟောတယ်ထုံထွက်လိုက်ရတယ် come on come in အာလောရကျန်တရားရဖို့တီးခံပေးနေတာတီးခံပေးနေတာဟာအဲ့ဒါကိုရိုးရဲ့စံပဲလေ ideology this is id id စံစံလေးပေးတာ normally ပေးတာအဲ့ဒီ norm ကနေ form ဖြစ်လာစံနဲ့ဟန်ဖြစ်လာ ထေရဝါဒစံလို့ဘုရားရှင်ပေးပုံလေးအမြဲတမ်းအချားဘာသာရေးအချားဟောပြောတဲ့အကြောင်းအရာများကိုအပြစ်တင်ရင်လို့မဟုတ်ဘူး comparative study လို့ခေါ်တယ်အင်္ဂလိပ်လိုတော့ဆိုတော့ religious text တွေရှိတယ်ကမ္ဘာမှာ90လောက်ရှိတယ်အမျိုးအစားအုပ်စု50 group ရှိတယ်အုပ်စု90 40လောက်ကဖတ်ပြီးသွားပြီဆိုတော့သူကမ္ဘာရဲ့ဘာသာရေးစပ်ပေးတယ်ဒါဘာမှပြစ်မှားခြင်းလို့မဟုတ်အဲ့အရာတွေ အဲ့ဒီမှာ mystic and religion ရှိတယ်ကောင်းတာရှိတယ်ကုန်တာနှိုင်းရှင်ပြီးတော့ comparative studies ဆိုတာပြောတာဘယ်သူမှတိုက်ခိုက်ခြင်းလို့မဟုတ်ဘူးအော်ဒီလိုနေရာမှာတော့ဒီလိုဟောတယ်ဒါကခရစ်တော်ခရိယန်စာပေတဲ့ဒီဥစ္စာဒီဥစ္စာဗုဒ္ဓစာပေကဒီလိုသွားလိုက်တာပဲအော်ဟိုမှာအဲငါးဖန်းတဲ့အကြောင်းခရစ်တော်ပဲဒါအရိယာနဲ့မြတ်စွာဘုရားနဲ့ဇာလန်းရှိပြီးသားပဲမင်းနဲ့မင်းအရိယာလေအရိယာကိုမင်းကငါးမျှနဲ့ဆိုတော့ဒါဒီတည်းကနေကူးလိုက်တယ်ဟောတွေ့နေတာပဲစာပေရဲ့သဘောတဘာဝတွေ့နေတာပဲ ဘုရားစပ်ပေးနဲ့ဆောအဲ့တော့မြတ်စွာဘုရားရှင်ကိုရမြတ်အရင်ဆုံးကိုယ်တိုင်လဲကြွားတယ်ကျန်တဲ့လူတွေတို့တော့ရာသီကြိုးမှာဆုံမှတ်လုပ်မယ်အဲ့တော့ဒီဘက်ကရှင်ကွန်းနဲ့ညာတို့အုပ်စုတွေကအငယ်ဆုံးအတ္တစီမထေကရာသီကြိုးကိုရောက်တဲ့နေ့ရှင်ဥပတိတ်သဥရှင်သာရိပုတ္တရာလောင်းကလဲဆွန့်ခံတဲ့အကြုံအကသာဝကနဲ့သူတို့ဝိုက်လာလိုက်တာ ။ဘာဖြစ်လို့လဲရာသီဥသည်စီးပွားရေးကောင်းတယ်ဩဇာအာဏာရှိတယ်မြတ်စွာဘုရားရွေးလိုက်ပုံဒါပဲ။စစင်တစတီရဝရစင်တာလို့ပို့တော့ဒီရာသီဥသည်ကြီးတယ်မကရတိုင်းရှင့်အာကောင်းတယ်ရှိဝါရေးကောင်းတယ်အဲ့ဒီ point ကိုရွေးလိုက်တယ်ဘုရား။ဆိုရသီဥမတို့ဆုံးမယ်။အဲ့မအင်းအားကောင်းတယ်။တန်ခါတထောင်ယသိညင်အောင်ရှင်တောင်ဘိမိသာရမင်းနန်းနှင်းကြွစပြီးတော့ဘိမိသာရမင်းကြီးနဲ့ န်တော့တောင်ကြီးမှာတွေ့တော့တဘာတဲ့လေအရှင်ကချောလိုက်လှလိုက်တာလူလားနှက်လားတိုင်းပြည်တဝက်ယူမကရာတိုင်းကြီးတဝက်ယူပါလားမယူခြင်းဘူးတဲ့မယူခြင်းဘူးတဲ့အဲ့တော့ကောင်းလားခေါင်းလည်းမြင်ယုံလေးနဲ့ပေးတယ်ဗျာဒီကလည်းညင်းတယ်ဗျာလှနေပုံနော်ဆရာပေးတာနဲ့ယူတာမှာတဲ့ဒီမင်းလူပြောတဲ့စကားတော့ဘာလို့မဖြစ်ပါဘူးဒီနေ့တရက်နဲ့ကိုပြန်ဖတ်နေတာ the omen and see ဆရာမောင်စုရှင်ရဲ့ပင်လယ်ပြင်နဲ့အိုတန်ကကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီ Ernest Hemingway ရဲ့အိမ်ကိုသွားကြည့်ခဲ့တယ် Key West Florida ပြည်နယ်ကိုယ်တိုင်လည်းသွားကြည့်ခဲ့သစာလေးတစ်ချောင်းရေးခဲ့တယ်သူများကိုမပေးရဘူးဆိုတာတဲ့အဲ့ဒီပစ္စည်းကိုကိုယ်ပိုင်တယ်လို့စိတ်ထဲကလက်မခံလို့တဲ့သူကကိုယ်ပိုင်တယ်ရော့ပေးရတယ်ရော့ဟဲ့အောင်မင်းပေးရတယ်လေသူများကိုမပေးရဘူးဆိုတာအဲ့ဒီပစ္စည်းကိုကိုယ်ပိုင်တယ်မထင်ထားဘူးတဲ့တောင်းသူမပေးရတာတဲ့ Ernest Hemingway ကပြောတာပါ သူ့ရဲ့ပင်လယ်ပြင်နဲ့ဥဒင်္ဂါရွေးရှင်ရိုက်အဲ့ဒီကနေဆူတွေရိုက်တဲ့ခါမှာအဲ့ဒီညမှာသူစန်ဒီယေဂိုဆိုတဲ့မြို့လေးမှာသူသွားလှူတော့သူ့အရီအကုန်လှူလိုက်တယ်ပူလစ်ဆာဆူတွေအကုန်လှူလိုက်တယ်ပြောလို့တဲ့ဘောဟာအဲ့တော့နန်းတော်ကြီးကိုသူပိုင်လို့ဘိမသာရာမင်းကအော်အာနာဆမ်မန်ဝေးစ်ကစပင်လယ်ပြင်နဲ့ဥဒင်္ဂါခု အသက်လေးနည်းနည်းလေးရလာဆိုစာလေးပေးလေးဖတ်ချင်တယ်ဆိုပြန်ပြီးတော့ပေါ့စာလေးဖတ်ချင်တော့အများကြီးပေါ့အရင်တော့စစ်နေငင်းငင်းကြီးဖတ်ခဲ့တယ်လေးဦးသုံးသုံးကြီးဖတ်ခဲ့တယ်အဲ့ဒါတွေပြန်ပြီးတော့ခေပြန်ဖတ်ကြည့်အောင်ကွာ gone by gone the winds war and peaks အရင်တော့တရှိတ်မဲ့မဲ့နဲ့ဟာလုတ်ခဲ့တဲ့စာလေးခုကျတော့စာမဖတ်ရတယ်နဲ့ဝေးသွားတော့စတက်လျှောက်ပဲပြောလိုက်တယ်စာတရားဝဲလေးကိုနောက်ရက်နောက်ကြရင်တော့တောက်ကြတဲ့စနေတနင်္ဂနွေ၃ရက်တနင်္လာနဲ့ တောက်ကြနေထီတော့ dog shop ပဲပြောတယ်ကျော်သူတို့ပြောမနေ့ကသူတို့ပတ်စံနဝကမှာ10စစောက်10သိန်းမှမှာပုံနေနှစ်ပုံမရတယ်ပတ်စံ10သိန်းနဝကမှာ10ပဲဥစဉ်ရှိတဲ့စောက်တွေအကုန်ပဲအဲ့အကုန်ချစ်မြထောက်တဲ့တက်ခရတယ်အကုန်ပဲကွာအဲ့လိုမျိုးဆရာတော့ဖစာဖတ်ပြီးဆိုတော့တိုက်လုံးဝယ်လိုက်တာဆရာအဲ့တော့ခုနကအနက်ဆမ်မွေပြောတဲ့စကားနဲ့ဗိမိတာရနဲ့သူကကိုက်ရှင်မင်းကြီးရှင်သားတဲ့တန်းပြီးတက်ဝက်ပေးပါလေမယူဘူးတဲ့ဟိုကလေဘာလို့လဲ တပ်ပညုတဉာဏ်ရဖို့အတွက်တောထွက်ခဲ့တာတဲ့ဒီလိုဆိုရင်တပ်ပညုတဉာဏ်ရပြီးအကျွန်ုပ်ကမြို့အကျွန်ုပ်နိုင်ငံကို first time လာပါတဲ့ okay i agree with you သဘောတူညီလိုက်အဲ့သဘောတူညီချက်ရှိတာပြင်ရောအဖေ့ရှိမသွားဘဲနဲ့ဘိမသာရမင်းရှိကိုအရင်လာတာဘိမသာရမင်းရလာဖူးတဲ့တသိန်းနဲ့တသောင်းပေးသက်တောရမန်ကုန်တီကျန်တဲ့တသောင်းကဗုဒ္ဓသာရဏကိစ္စာမိဖြစ်ဟောဗျာတရားတပွဲရနဲ့လေဟော အဲ့ဒီမှာဗိမသာရမင်းကရှောက်တဲ့စကားအရှင်မရရဲ့တဲ့ဒီပြီးတော်လေးတဲ့ငငယ်တုန်းကဆန္ဒ၅ခုဖြစ်ခဲ့ဘူးတဲ့ပထမဆန္ဒကငငယ်ရွယ်ရွယ်နဲ့ရှင်ဘရင်ဖြစ်ခြင်းတဲ့၅နှစ်သားလောက်ထင်ပါလေသူဘရင်ဖြစ်ပုံရတယ်မြတ်စွာဘုရားက29နှစ်တောထွက်တော့သူကအသက်24နှစ်သားလောက်ဘရင်ဖြစ်နေတယ်သူလေးတဲ့ငငယ်ရွယ်ရွယ်လေးနဲ့ဘရင်ဖြစ်ခြင်းတဲ့အဲ့ဒီဆန္ဒပြည့်ခဲ့ပြီတဲ့ သူဘရင်ဖြစ်တဲ့အခါကျရင်အဲ့ဒီဘရင်ဖြစ်တဲ့နိုင်ငံကိုတမန်သမုဒ္ဒရှင်တော်မြတ်ဖျားမြတ်ဖျားကြွလာရင်ကောင်းမှာပဲလို့ဆန္ဒဖြစ်ခဲ့တယ်တဲ့အခုကြွလာပြီတဲ့အဲ့ဒီဆန္ဒလည်းပြည့်သွားပြီတခုတခုရှိသွားပြီကြွလာပြီးရင်လေအဲ့ဒီမြတ်စွာဘုရားကိုစိက္ခာကိုးွယ်ခွင့်ရရင်ကောင်းမယ်ဟုတ်ကိုးွယ်ရတယ်တဲ့တုံးချက်ပြည့်သွားပြီ စိကကိုဝယ်ပြင်းလေအဲ့ဒီဖယားရှင်ရာဒီငါ့ကိုတရားဟောရင်ကောင်းမယ်အခုဟောပြီပြီလေးချက်ပြေသွားပြီဟောတဲ့တရားကိုလေတထိုင်နှမ်းမာတယ်ဝိရဇံဝိဒတ်မလံဒိဋ္ဌဓမ္မပတ္တဓမ္မဝိရိဒ္ဓဓမ္မပရိယောကလာဓမ္မတိဏဝိသိကိစ္စဝိကရံကတောဝိသရဇပတ္တောအပရပိစယောတတ္ထုသာသနေကောင်းလိုက်တာတစ္ဆန်လေးပါးကိုမြင်ပြီသိပြီတွေ့ပြီရောက်ပြီတို့လို့တော့တော့တန်တရားတွေကင်းပြီ ရဲရင်တော့ရောက်ပြီးဖယန်းရှင်မတပါမှတပါအချားမရှိအဲ့ဒီလူဖြစ်ချင်တယ်အခုဖြစ်ခဲ့ပြီငါးချက်ငါးချက်မှာဗိမသာရကတစ်ချက်ကတော့နိုင်ငံရေးနဲ့ပတ်သက်တယ်လေးချက်ကဘာသာရေးနဲ့ပတ်သက်တယ် sorry good ကွန်ပျူတာရောဖယန်းရှင်ကြွလာစေခြင်းနဲ့စိကတ်ကိုယ်ဝင်ရခြင်းနဲ့တရားဟောပါဟောပြီးဟောတဲ့အချိန်သိခြင်းနဲ့လေးချက်ငါးချက်မှာတစ်ချက်ပဲ political affairs ကျန်တဲ့ရတွေက religious affairs ကောင်းလိုက်တာကွာတွေးပုံကြီးတယ်ပေါ့နေပြည်တော်မျိုးကြီးဖြစ်ချင်တယ်မိတွေရေတွေနဲ့ကောင်းကောင်းခန့်ခန့်ညံ့ညံ့အဲ့ဒီနေပြည်တော်မျိုးကြီးဖြစ်သွားပြီးရင်လေဟောတန်ဃာတော်အရှင်သူမြတ်တွေကြွလာစေခြင်းနဲ့ကြွလာပြီးရင်လေအဲ့ဒီရှင်မယားတွေကိုစီးကပ်ခြင်းနဲ့ဆွန်ကွန်လူခြင်းနဲ့သူတို့တရားတွေခေါ်တော်နာခြင်းနဲ့နားတဲ့အတိုင်းရခြင်းနဲ့လို့သာသနာ့မှုကြီးလေးခုလောက်လေကျန်တဲ့အရာကတော့တစ်ခုကတော့ပြီးသွားပြီနိုင်ငံတော်နိုင်ငံတော်ကလုတ်ပေးလိုက်တယ် ချက်နဲ့လေးခုကတော့ကိုရိုနဲ့ပတ်သက်တဲ့ချိန်ထားရွေးပါနေပြည်တော်ကြီးဖြစ်ချင်တယ်နေပြည်တော်မှာလေအကယ်ဒမီပေးပွဲကြီးလာလို့စေချင်တယ်အဲ့ဒီကောင်ကိုယ့်ကိုလေးဖိတ်စေချင်တယ်ပြီးလို့ရှိရင်လေရုပ်ရှင်မင်းသမီးနဲ့တွဲပြီးဓာတ်ပုံရိုက်ချင်တယ်အိမ်မှာကတ်ထားချင်တယ်ရပါတယ်အဲ့ဒါလေးရပါတယ်ချိန်ထားလို့ပါဘာလဲလဲချိန်ထားလို့ပါအမလေးဟာမနေ့က2000ခန်းဆရာတော်ပြောခဲ့ပြီးတော့မနေ့က2018ခုနှစ်အတွက် 2018ခုနှစ်2019ပို့တော်ခန်းထားတယ်မင်းတို့ကွယ်ဒီနေ့လေမြတ်စွာဘုရားရှင်ရဲ့နန်းတော်ကြွဖို့ပြောတော့မယ်ဟာခန်းထားလိုက်တော့မီဒီယာလည်း disco light တွေနဲ့အမေဟုတ်ပြီနော်အဲ့တော့မှမြတ်စွာဘုရားရှင်အဲ့တော့မတရားဟောတသိန်းနဲ့တသောင်းပါတယ်လေသောတာပန်ဒီအဲ့ဒီထဲကတသောင်းဖုန်ကြီးဝတ်တယ်ဟာအကောင်းပါပြီဘယ်လောက်လဲ900လောက်ကပြောအမတသောင်းအလုံးမောတန်ငါတသောင်းတသောင်းဖြစ်သွားပြီတသောင်းကျော်သွားပြီ အဖေကကြားတယ်သူ့အဖေကဝါကဆုဖျားဖြစ်ပြီးသွားပြီဝါဆိုဝါကုံတော်သလင်းတည်င်းကျတစုံမို့နရောပြာသူဒိုးတဲ့တပေါင်းရှစ်လရှိသွားပြီတည်င်းကျတည်င်းကျပြီးသွားမှတစုံမို့နရောပြာသူဒိုးတဲ့တပေါင်းတည်င်းကျပြီး9လဖျားဖြစ်တာနေတော့10လလောက်10လလောက်ရှိသွားပြီဖျားဖြစ်မွေးတဲ့အချိန်မှာတော်ရဏမင်းကြီးက60ကျော်နေပြီတတ်တော်60မေရမာယာက58နဲ့9နှစ်လောက်6နှစ်လောက်ကြီးတော့ ငါးနှစ်ခြောက်နှစ်လောက်ကြီးတယ်ပဲထားပါတော့အနည်းဆုံးတော့ခုနှစ်လောက်ကြီးမယ်ထင်ပါတယ်မှန်ကြည့်ရအဲ့တော့မေရောမာမေရောမာယာနဲ့ကြီးတာဖြစ်ချင်းရောက်အသက်ကဆော50ဆလောက်60ဆလောက်กว่าဟောငါးနှစ်ခြောက်နှစ်လောက်กว่าမယ်ဆိုတော့အနည်းဆုံး64လောက်ဖြစ်နေပြီ64လောက်65လေးရောက်နေပြီ35နှစ်မှာဖျားဖြစ်တာအသက်90 100